အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်လီဗာပူး8 fly match channel ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့လီဗာပူးကဆိုရင်ဒီအောက်တိုဘာလရဲ့အိမ်မက်ဆိုကြော်ဖြတ်ပြီးတော့ဒီနောက်ဆုံးနှစ်ပွဲမှာဆိုရင် Aston Villa နဲ့ Real Madrid တို့လိုခြေစွမ်းကောင်းမွန်တဲ့အသင်းတွေကိုအနိုင်ရရှိခဲ့ပြီးဒီ momentum ဆိုရင်ကျွန်တော်တို့ Manchester City ကိုယင်ဆိုင်မှုတော့အားစေးလည်းဖြစ်လာပါလိမ့်မယ်ခင်ဗျာဒါပေမဲ့မေးစရာမေးခွန်းလေးတွေရှိတယ်ပေါ့နော်ဒီနှစ်ပွဲဆက်နိုင်ခြင်းအရဆိုရင်ကျွန်တော်တို့လီဗာပူးပြန်လာပြီဆိုတော့အဖြေလား ီမေကွန်းရဲ့အဖြေကိုကျွန်တော်တို့မန်ချက်စတာစီးတီးကိုမကြော့ဖြတ်နိုင်ပြီးခင်အထီတော့အဖြေပေးလို့ကတော့မတိချသေးဘူးဒီပွဲမှာ အာနီစလော့အနေနဲ့ဒါမနှစ်ကလို့ပဲနှစ်ကြော့စလုံးအနိုင်ရရှိခဲ့တဲ့နေပြီးပါကိုပဲပြန်သုံးမလားဒါကိုအဓိကအချက်လေးနှစ်ချက်နဲ့သုံးသပ်ကြည့်အောင်ပါခင်ဗျာပထမဆုံးပြောချင်တဲ့အချက်ကတော့ကျွန်တော်တို့အသင်းရဲ့တိုက်စစ်နဲ့ခံစစ်ဘဲလန်းညီမှုကိုအာနီစလော့အနေနဲ့ကဒီအမားကန်လူဟောင်းနေနဲ့ပဲတဲ့ဆော့ပြီးတော့မနှစ်ကလို့ပဲအသင်းရဲ့ ဟန်ကြညီမှုကိုဒီပြီးခဲ့တဲ့ရှေ့ပွဲစဉ်နှစ်ပွဲမှာဆိုရင်ပြန်လည်ပုံဖော်နိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးကစားခဲ့တဲ့ Real Madrid နဲ့ပွဲမှာဆိုရင်ဒီ Real Madrid လိုပြိုင်ပွဲစုံတပွဲပဲရှုံပြီးတော့အကုန်လုံးအနိုင်ရရှိခဲ့တဲ့အသင်းကိုကျွန်တော်တို့ကတပွဲလုံးမှာဂိုးပေါက်ကန်သွင်းခွင့်ခုနှစ်ကြိမ်သာပေးခဲ့ရပြီးတော့ဂိုးပေါက်တက်မှတ်မှုမှာဆိုရင်လည်းနှစ်ကြိမ်ပဲရှိခဲ့တဲ့အထိကိုကျွန်တော်တို့အသင်းရဲ့ခံစစ်ကတော်တော်လေးကိုဟန်ချက်ညီပြီးတော့အားကောင်းခဲ့တော့တွေ့ရတယ် အန်အစ်စရောကဒီကစားသမားတွေကျွန်တော်တို့ဒီခံစစ်လိုင်းနဲ့ကွင်းလဲလိုင်းကြမှာပေါ့နော်စပိတွေကိုတက်နိုင်တဲ့မြအနည်းဆက်ဆုံးထားပြီးတော့စပိတွေမကြံအောင်ဆော့ခဲ့တယ်ပြီးတော့ကျွန်တော်တို့ရှေ့ဗီဒီယိုမှာတုံသက်ခဲ့တဲ့ကျွန်တော်တို့ဒီအခြေခံလိုအပ်ချက်အမားတွေထဲကတစ်ခုဖြစ်တဲ့ဘောလုံးဆုံးရှုံးသွားပြီဆိုရင်ကစားသမားတွေကဒီ၅စက္ကန့်အတွင်းအဲ့ဒီဘောလုံးကိုပြန်ပြီးတော့လိုက်ဆက်ရမယ်ပြီးတော့ဒီဂျန်နဲ့တခြားကစားသမားတွေကဆုံရဒီ၅စက္ကန့်အတွင်းမှာဆိုရင် ပိုကာကိုရမယ်ဇုံနေမှာကျင်းပြီးရှိနေရမယ်ဆိုတော့ rules ကို arnis law ကတတ်မှတ်ထားတယ်လို့ဒီ rien နဲ့ပွဲပြီး interview မှာဆိုရင် igdg ကဒီ rules အကြောင်းကိုဖိကြားခဲ့တာဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အတင်းရဲ့ possession တွေကိုပုံမအားကောင်းစေပြီးတော့အတင်းရဲ့ hand check ကိုပြန်ညီလာစေဖို့အတွက်အဓိကအချက်တစ်ချက်လည်းဖြစ်ပါတယ်ခင်ဗျာဒီ Manchester City နဲ့ပွဲမှာဆိုရင်ကျွန်တော်တို့ကဒီ shape ပွဲစဉ် နှစ်ပွဲမှာပြတာခဲ့တဲ့ခြေစွမ်းကောင်းမျိုးပိုးစရှိမှုကောင်းကောင်းနေရာယူမှုမှန်မှန်နဲ့နေရာယူပြီးတော့ကျွန်တော်တို့ဒီ Manchester City ကစားသမားတွေရဲ့ဘောလုံးပေးပို့နိုင်တဲ့လမ်းကြောင်းတွေသူတို့ရဲ့နောက်တန်းကစားသမားဖြစ်ဖြစ်ကိုင်းလယ်ကစားသမားဖြစ်ဖြစ်အရှိကိုဘောလုံးပေးနိုင်မဲ့ speed တွေကိုကျွန်တော်တို့ရနေရာယူမှုမှန်မှန်ကန်ကန်နဲ့ကာကွယ်ရမယ်ဒီလိုကာကွယ်နိုင်ပြီဆိုရင်ဒါ Manchester City ကစားသမားတွေနေနဲ့သူတို့ရဲ့ပေးပို့စရာလမ်းကြောင်းတွေမတွေ့တဲ့အခါမှာသူတို့ရဲ့ကစားဟန် slow down ဖြစ်မယ်ပေါ့နော် ဒါဟာဆိုရင်ကျွန်တော်တို့ Manchester City ရဲ့တိုက်စစ်ကိုတော်တော်လေးကာကွယ်တားဆီးနိုင်မဲ့အချက်တစ်ချက်ဖြစ်တယ်။ဒါကြောင့်ဒီပွဲမှာဆိုရင်လည်း Arsenal အနေနဲ့အာ possession နဲ့ကောင်းကောင်းဒီပွဲမှာတေချာလေးပြင်ဆင်လာခဲ့မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာ။ နောက်တစ်ချက်ကကျွန်တော်တို့လီဗာပူးအနိုင်ရရှိဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီမန်ချက်စတာစီးတီးရဲ့ကွင်းလယ်နဲ့ခံစစ်ကြားကနေရာလွတ်တွေကိုကောင်းကောင်းကြီးအသုံးချဖို့အတွက်ပြင်ဆင်ရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ attacking မိုင်းမှာဆော့တဲ့ကစားသမားတွေ EGTK တို့ Gapo တို့ Flow တို့ Sobo တို့ပါဆိုရင်သူတို့ရဲ့ဒီနေ့ပွဲစဉ်မှာဆိုသူတို့ရဲ့ပြီးအားနဲ့လောက်အားနှုံးနဲ့ဒီစီးတီးရဲ့နောက်ခံလူတွေကိုဒရက်ဆက်ပြီးအားပေးပြီးတော့ တို့ရဲ့နောက်ခံလူတွေအမားတွေပေါ်လောင်လောက်ရမယ်တို့ရဲ့နောက်ခံလူတွေပရက်ရှာတွေများပြီးတော့ဘောလုံးပေးဖို့မှုအလွဲချော့တွေဖြစ်အောင်လောက်ရမယ်ပေါ့နော်မနှစ်ကရခဲ့တဲ့ twin goal တွေမှာဆိုရင်လည်းဒီလိုမျိုးကျွန်တော်တို့ဖိအားပေးမှုကြောင့် present ကောင်းမှုကြောင့် CD ကစားသမားတွေဘောလုံးဆုံးဆုံးပြီးတော့ကျွန်တော်တို့ကြားခဲ့တဲ့ twin goal တွေရှိတယ်။ဒါကြောင့်ကျွန်တော်တို့ဒီပွဲစဉ်မှာဆိုရင်လည်းကျွန်တော်တို့တိုက်စစ်ပိုင်းကစားသမားတွေအနေနဲ့ကနေရာယူမှုမှန်မှန် pressing မှန်မှန်နဲ့ဒီပွဲမှာလောက်အောင်အပြည့်ထုတ်တောင်းမှဖြစ်တယ်။ နောက်တစ်ချက်ကတော့ကျွန်တော်တို့ Manchester City ရဲ့ defensive shape ကိုပြတ်ဖို့အတွက်ကျွန်တော်တို့တွေကဒီ long ball တွေအမြင့် ball တွေလည်းသုံးမှဖြစ်တယ်လို့ဒီ long pass တွေပေါ့နော်ဒီကျွန်တော်တို့ရိုးရိုး normal pass မဟုတ်ဘဲနဲ့နည်းနည်းလေးဝေးတဲ့ဒိုင်ယာကိုနဲ့ pass မျိုးတွေအဲ့လို long pass တွေကိုပေးပြီးတော့သူတို့ရဲ့ defensive shape ကိုပြတ်အောင်လောက်ရမှာဖြစ်ပါတယ်ပြီးတော့ဒီကျွန်တော်တို့တိုက်စစ်ပိုင်းမှာဆော့ကစားတဲ့ကစားသမားတွေအကုန်လုံးကဆိုရင်ဒီပွဲမှာ ပြင်းထန်တဲ့လှုပ်အားနှုန်း high intensity အပြည့်နဲ့လာကစားမယ်ဆိုရင်ကျွန်တော်တို့ဒီပွဲစဉ်မှာဆိုရင်အခွင့်အရေးကောင်းတွေရရှိလာမှာဖြစ်ပြီးတော့အသင်းရောနောက်ထပ်နိုင်ပွဲတွေစီကိုပို့ဆောင်နိုင်မှာလိမ့်မယ်ခင်ဗျာဒီအချက်တရဆိုရင် Anislon အနေနဲ့ကျွန်တော်တို့မနှစ်ကလိုပဲအသင်းရဲ့ဒီတိုက်စစ်နဲ့ခံစစ်ဟန်ရက်ညီမှုကိုပုံမှုအားကောင်းအောင်ပြင်ဆင်မဲ့အချက်တွေဖြစ်ပါတယ်ခင်ဗျာ ပြီးတော့ကျွန်တော်တို့ဒီမန်စီးနဲ့ပွဲစဉ်မှာဆိုရင်လည်းကျွန်တော်တို့ရဲ့တိုက်စစ်မှုကြီးအီဆက်အနေနဲ့လည်းအရန်လူစင်းရနေပါလာမယ်လို့အာနီဆိုရအင်တာဗျူးမှာပြောကြားခဲ့တဲ့အတွက်ကျွန်တော်တို့တိုက်စစ်ပိုင်းမှာဆိုရင်ရွေးချယ်စရာ option တွေပိုများပြီးတော့အတင်းရဲ့တိုက်စစ်အတွက်ပိုမှုအားပြည့်နိုင်မှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ဒီဂျားရမဆိုရင်ပြိုင်ပွဲဆုံးအကုန်လုံးစုစုပေါင်း15ပွဲလောက်မှာတပွဲပဲရှုံးနေထားခဲ့တဲ့ Real Madrid လို့အတင်းမျိုးကိုကျွန်တော်တို့ကကစားပုံရော ဒီကိုကွန်သွင်းခွင့်မိုင်းဆိုင်ရာအချက်လက်တွေ page chain creation မိုင်းနေရှိသည်များအချက်လက်တွေအကုန်လုံးအတာကြီးယူပြီးတော့ပုံစံကောင်းပြတာပြီးကစားနိုင်ခဲ့တာဆိုရင်ကျွန်တော်တို့ရဲ့ player တွေရဲ့ confidence လည်းပို့ပြီးအားကောင်းပြီးတော့အာနေစလုံးအနေနဲ့လည်းဒီ confidence ကို momentum ကောင်းအဖြစ်အသုံးချမှာဖြစ်တယ်။နောက်ချက်ကကျွန်တော်တို့ Liverpool ပြန်လာပြီလားဆိုတဲ့အဖြစ်အရဆိုရင် ကျွန်တော်တို့အသင်ဘလောက်ထိ consistency တည်ငြိမ်မှုရှိလဲဆိုတော့ဘလောက်ထိခြေစွမ်းတည်ငြိမ်မှုရှိလဲဆိုတဲ့အပိုင်းကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်။ဒါကြောင့် DEP ရဆိုရင်ဒီတနင်္ဂနွေနေ့ညမန်စီးတီးနဲ့ပွဲပြီးမှတိရမှာဖြစ်တယ်ပေါ့နော်။ဒီစီးတီးနဲ့ပွဲရဆိုရင်ကျွန်တော်တို့လပဦးပေါ်ကြာရောက်နေတဲ့မေကွန်ပေါင်းများစွာကိုအပြည့်ပေးနိုင်တဲ့ပွဲတစ်ပွဲလည်းဖြစ်တယ်ပေါ့နော်။ ဒါကြောင့် Anislon နေနဲ့ကျွန်တော်ရှေ့မှာသုံးသက်ခဲ့တဲ့အချက်တွေကိုတေချာပြင်ဆင်နိုင်ပြီးတော့ဒီပွဲကိုအနိုင်ယူပြနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ Anislon အပြင်ကျွန်တော်တို့အတင်းသားတဲ့အနေနဲ့လည်းဒီပွဲစဉ်မှာ result ကောင်းတစ်ခုရလာနိုင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာ။ဆိုတော့ဒီဗီဒီယိုလေးအဆုံးသတ်မယ်ဆိုရင်ညီကိုတော့ဒီပွဲစဉ်မှာမနှိမ့်ကလို့ပဲ Anislon အတာရသွားမယ်လို့ထင်ကြလား။ဒါမှမဟုတ် နှစ်ကြောဆက်တိုက်အရှုံးပေးထားတဲ့ပတ်ဂွာရီယူလာရဲ့လက်စာပြန်လဲခြေပြမှုကိုမြင်ရမယ်လို့ထင်ရလားဘလို့ရလက်ထွက်ပေါ်မယ်ထင်ရလဲကျွန်တော်အနေနဲ့ကတော့ဒီမန်စီးနဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်လီဗာပူးအသင်းအနေနဲ့ကအာ1 1ဒါမှမဟုတ်ရင်ကျွန်တော်လီဗာပူးက0-1ဒါမှမဟုတ်ရင်1-2ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိသွားမယ်လို့ထင်ပါတယ်ခင်ဗျာညီကိုတို့ထင်မြင်တဲ့ရလက်လေးတွေကိုလည်းကိုမမဝေမျှပေးသွားကြပါအောင်ခင်ဗျာအဆုံးအထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ